င်္ဂလာပါရှင် People's Press ရဲ့ညနေခင်းသတင်းစီစဉ်ပါဒီနေ့အောက်တိုဘာ၂ရက်နေ့အတွက်ဂျမုံပြပြသွားမယ့်သတင်းတွေကတော့နောင်ချိုကြောင်မဲကနေပြန်ဆုတ်ပေးခဲ့ရတဲ့အပေါ်သင်ကန်းစာယူမယ်လို့ TNLA ပြောတဲ့အကြောင်းဝိုင်းမော်မြို့နယ်စတုံးမြို့လေးချောင်းတိုက်ခိုက်ခံရမှုမှာသေဆုံးသူ၁၁ဦးရှိလာတဲ့အခြေအနေအထင်ကရပကြီးဆရာကြီးဦးလွန်ကျွဲကွဲလွန်တဲ့သတင်းနဲ့ဒဇယ်နေတဲ့တိုက်ပွဲဖြစ်နေပြီးပြူကောင်းဆောင်တအူးကိုဖမ်းမိတဲ့အကြောင်းဒါရီကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်ရှမ်းမြောက်ကကြောင်မဲနဲ့နောင်ချိုမြို့ကနေဆုတ်ခွာပေးလိုက်ရတဲ့အပေါ်သင်ကန်းစာတွေယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်သုံးသပ်ဆောင်ရွက်သွားဖို့ရှိကြောင်းတအန်းတမတော် TNLA ပြောရေးဆိုခွင့်ရှိသူလွေရီဦးက People Spring ကိုပြောပါရယ်တနစ်ကျော်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ကြောင်မဲမျိုးကနေ TNLA တပ်တွေအောက်တိုဘာ10ရက်နေ့ကဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက်ဒီနေ့မှ People Spring ရဲ့ဆက်သွယ်မေးမြန်းမှုကို TNLA ဘက်ကပြောကြားခဲ့တာပါပြီးခဲ့တဲ့3လကန်အတွင်းမှာမြို့နှမြို့ဆုံးရှုံးလိုက်ရတဲ့အပေါ်သင်ကန်းစာတွေအများကြီးရတယ်လို့လွေးရီဦးကပြောပါတယ် စစ်တပ်ရဲ့တံပြန်ထိုးစစ်ဆင်လာတဲ့အပေါ်ဟန်ပြတိုက်တာမျိုးမဟုတ်ကြောင်းနဲ့အကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးစစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီမှုလည်းမရှိထားကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် TNLA ကကြောင်မဲမျိုးကိုတင်ပတ်ချိန်မှာထောက်ခံခဲ့တဲ့ဒေသခံတချို့ကလည်း TNLA ဆုတ်ခွာသွားတာမြန်တယ်လို့ဝေဖန်ခဲ့ပါတယ်နောင်ချိုမျိုးကနေဆုတ်ခွာခြင်းကလည်းမြို့ကန်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရတဲ့ TNLA ကကြောင်မဲမျိုးမှလည်းထပ်မံကြုံတွေ့ရတာပါအဲ့ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူက လူတို့ဟာထင်မြင်ယူဆချက်တွေလူမှုကွန်ရက်မှာရေးသားနေတာရှိတယ်လို့တချို့ကလည်းစာရေးသားပေးပို့တာတွေရှိတယ်လို့ People Spring ကိုပြောပါတယ်လက်တလုံးမှာကြောက်မဲနဲ့နောင်ချိုကိုယာယီဆုပ်ပေးလိုက်ရတာဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ရေးမှာအလှည့်ပြောင်းတွေရှိပြီးအရေးသားတဲ့အချိန်တွေရှိတယ်လို့အရေးနှိမ့်တဲ့အချိန်တွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ် TNLA ဟာ2023အောက်တိုဘာ29ရက်က စတဲ့10 20စစ်စင်ရေးနဲ့အတူရှမ်းမြောက်ကကြောက်မဲတီဘောနမ်ဆန်မိုင်းလုံးမိုးမိတ် မန်တုံနတ်မတူကုတ်ခိုင်နောင်ချိုနမ်ခမ်းမိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမိုးကုံမြို့တို့ကို သိမ်းယူခဲ့ပါတယ်။အခုတော့အဲ့ဒီ၁၂မြို့တွေက၂မြို့ကိုပြန်လည်ဆုံးရှုံးခဲ့တာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကစတုံးမြို့စီကိုအာနာသိစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာမှာဒဏ်ရာရသူ၃ဦးထပ်ပြီးသေဆုံးခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသူ၁၁ဦးထိရှိလာခဲ့ပါပြီ။စက်တင်ဘာ၂၉ရက်နေ့ကင်းပိုင်းမှာစစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲစတုံးမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ မူဂျိုကလင်းငယ်ရဲ့အပါအဝင်၈ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ၉ဦးရှိခဲ့ပါတယ်။အခုတော့အဲ့ဒီဒဏ်ရာရသူ၉ဦးတွေက၃ဦးထပ်ပြီးသေဆုံးသွားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါဗျာ။အဲ့ဒီ၃ဦးကထိခိုက်ဒဏ်ရာပြင်းထန်လို့ဆေးကုဖို့ဆေးရုံအသွားလမ်းတဝက်မှာသေဆုံးသွားကြောင်း KIA ကအသိပေးပါဗျာ။လက်ရှိမှာထိခိုက်ထားသူ၆ဦးကတော့ဆေးကုသမှုခံယူနေပါဗျာ။အခုလိုအရသားတွေကိုပြင်မှတ်ထားတိုက်ခိုက်တာကြောင့်စတုံးပြည်သူတွေထိတ်လန့်နေကြပြီး လုံခြုံတဲ့နေရာရီစီတိန့်ရှောင်နေကြရတယ်လို့ဆိုပါတယ်။စတုံးမြို့လေးချောင်းတက်ခတ်ခံရမှုအတွင်ဈေးနာကနေအိမ်တချို့နဲ့ဆိုင်ကန်း20ကျော်ပျက်စီးခဲ့ပါတယ်။အာနာသိန်းစကောင်စီတက်ကကချင်းပြည်နယ်အပါအဝင်နိုင်ငံတော်မှအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်ရှင်။မြမပကြီးလောကရဲ့အထင်ကရဖြစ်တဲ့ပကြီးဆရာကြီးဦးလွန်ကျွဲဒီနေ့မနက်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်ကပဲအသက်66နှစ်ပြည့်မွေးနေ့ပွဲကျင်းပသွားခဲ့တဲ့ဆရာကြီးဦးလွန်ကျွဲက ဒီနေ့အောက်တိုဘာ2ရက်မနက်ပိုင်းမှာကွဲလွန်ခဲ့ကြောင်းသူနဲ့နှိဆက်တဲ့စာပေအတန်းဝန်းကပြောပါရယ်လူချစ်လူခင်ပေါများပြီးတပည့်များစွာမျိုးဆက်တဲ့များစွာကိုပြုစုပြောထောင်ပေးခဲ့သူမြမပကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အစဉ်အမြဲအားထုတ်ကြိုးပမ်းခဲ့သူဆရာကြီးဦးလွန်ကျွယ်ကွဲလွန်သွားတဲ့အတွက်များစွာဝမ်းနည်းရတယ်လို့စာအုပ်ထုတ်ဝေသူစာရေးဆရာတဦးကရေးသားခဲ့ပါရယ်ဆရာကြီးကမွေးနေ့အထိမ့်မှတ်အနေနဲ့ Living with the Arts 96ပကြီးပြပွဲကိုစက်တင်ဘာ24ရက်ကနေ26ရက်နေ့အထိ ဆရာကြီးရဲ့ Artist Life Art Gallery မှာကျင်းပပြုလုပ်ခဲ့တာပါဆရာကြီးကပကြီကားတွေကတဆင့်များစွာသောသူတွေရဲ့စိတ်ဝိညာဉ်တွေကိုအမျိုးမျိုးသောရတာနဲ့တွေးစရာတွေပေးခဲ့သူဖြစ်တယ်လို့ The Royal Gallery ကရေးသားထားပါတယ်ဆရာကြီးဦးလုံးကျော်ကို1930စက်တင်ဘာ24ရက်နေ့ကရန်ကုန်မြို့မှာမွေးဖွားခဲ့တာပါမြမပကြီလောကမှာလူသိများတဲ့ဦးသက်ဝင်းဦးချမောင်ဦးဆန်ဝင်းဦးသိန်းဟန်နဲ့ဦးငွေကင်တို့စီမှာပကြီပညာကိုသင်ယူခဲ့ပြီး 1954ခုနှစ်မှာပကြီးဆရာဖြစ်သိပ်ပံကနေဘွဲ့ရရှိခဲ့ပါတယ်1958ကနေ1996ခုနှစ်ထိရန်ကုန်ပကြီးပပုတနဲကျောင်းမှာနီးပြဖြစ်ရော ပြီးတော့အဲ့ဒီ1989ကနေ1996အတွင်းမှာပဲကျောင်းအုပ်အဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆရာကြီးဦးလွန်ကျော်ရဲ့ပကြီးတွေကမြန်မာအမျိုးသမီးကကြေးတဲ့ပုံတွေဇာတိမြေရဲ့အလှပပြည်သူတွေရဲ့ပျော်ရွှင်မှုနဲ့စည်းလုံးညီညွတ်မှုရှိတာတွေကိုဖော်ကျူးပြသလေးရှိတယ်လို့ အေကန်အော့ရဲ့ Facebook စာမျက်နှာမှာရေးသားထားတာပါဒါ့အပြင်ဆရာကြီးရဲ့ပကြီကားတွေကိုပြည်တွင်းပြည်ပပကြီးပြပွဲပြိုင်ပွဲတွေမှာပါဝင်ပြသခဲ့ပြီးသူရေးဆွဲတဲ့ပကြီကားတွေကိုမြန်မာနိုင်ငံအမျိုးသားပြတိုက်စင်ကာပူအမှုပညာပြတိုက်နဲ့မလေးရှားအမျိုးသားပကြီပြကန်စတဲ့အထင်ကရပြတိုက်တွေမှာစုဆောင်းထားရှိတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်တဲကိုစစ်ကြောင်းထိုးဖို့စ조사နေတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီးပြူစောတီကောင်းဆောင်တအူးကိုအရှင်ဖမ်းမိထားတယ်လို့ ဒဇယ် PDF စီကနေသိရပါတယ်။နေမြေချင်းဆက်ဆက်နေတဲ့ကံဘလူမြို့နယ်ကာဘိုးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်မြို့တောင်ဘက်ကရွာတွေကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတာလို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီတပ်ကဒဇယ်တောင်ချမ်းကိုမြေပြင်ကနေစစ်ကြောင်းနှစ်ကြောင်းဖြန့်ပြီးထိုးစစ်ဆင်လာတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လုပ်နေတယ်လို့ဒဇယ် PDF ရဲဘော်တဦးကပြောပြတာပါ။နောက်ပြီးအဲ့ဒီစစ်ကြောင်းနှစ်ကြောင်းပေါင်းသွားပြီလို့လည်းနောက်ဆုံးအခြေအနေကိုသူကဆက်ပြောပါတယ်။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေရှိနေပေမဲ့အသေးစိတ်မသိရသေးပါဘူး။စက်တင်ဘာ30ရက်ကတိုက်ပွဲမှာတော့ပြူစောတီကောင်းဆောင်တဦးအရှင်ဖမ်းမိခဲ့တာလို့သိရပါဗါ။အဲ့ဒီပြူကောင်းဆောင်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပြီးပြူစောတီအတိုင်းဝိုင်းမှာအရေးကြီးတဲ့သူဖြစ်တယ်လို့ PDF ရဲဘော်ကပြောပါတယ်။ဖမ်းမိထားတဲ့ပြူစောတီကောင်းဆောင်ရဲ့အချက်လက်နဲ့ပတ်သက်လို့တော့လုံခြုံရေးအရာအသေးစိတ်မထုတ်ပြန်သေးဘူးလို့ဒဇယ် PDF ကဆိုပါတယ်။စစ်ကောင်စီရဲ့မာဂန်တောက်တိုင်ဖြစ်တဲ့ဖုံးကြီးဝါတဝက ဒဇယ်ကံဘလူကျွန်းလာမြို့နယ်တွေမှာပြူစောထီအများပြားစုဆောင်းထားပြီးစစ်တင်နံပေးနေပါတယ်။အခုဖမ်းမိခဲ့တဲ့ပြူစောထီကောင်းဆောင်ကဖုံးကြီးဝါသဝနဲ့ဆက်ဆက်တယ်လို့လဲကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်နဲ့ရေဦးမြို့နယ်အဆက်ကိုလည်းစစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေပြီးဒဇယ်မြို့နယ်တွေကရွာဆယ်ရွာလောက်ဘေးလွတ်ရာရှောင်နေရပါတယ်ရှင်။ People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။